software တွေ download ဆွဲဖို့အတွက် Play Store မှာပါတယ် Oppo phone တွေအတွက် Play Store ကိုဘယ်လိုထည့်သွင်းရမလဲဆိုတာကျွန်တော်ဒီ video file မှာအသေးစိတ်ပြောပြပေးသွားပါမယ်ကျွန်တော်တို့က Play Store software ကို download အရင်ဆုံးဆွဲရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ phone ကိုတော့ကျွန်တော်တို့ wifi internet ပေးထားဖို့လိုအပ်ပါတယ်။ phone ကို wifi internet ပေးထားပြီးပြီဆိုရင်တော့ကျွန်တော်တို့က browser လေးထည့်ဝင်ရမှာဖြစ်ပါတယ်။ Okay အခုလိုမျိုးလေး browser လေးဝင်လိုက်ကျွန်တော်တို့ကဒီပုံမှာ Google ဆိုပြီးတော့ရရှာလိုက်မှာဖြစ်ပါတယ်။ Okay Google ဆိုပြီးရရှာလိုက်ကျွန်တော်တို့ကရှာရမှာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်တို့ကဒီမှာ Play Store ဆိုပြီးတော့ရရှာမှာဖြစ်ပါတယ်။ ဒီမှာကတော့ကျွန်တော်တို့ Play Store ဆိုပြီးရိုက်ရှာလိုက်ရင်ဒီမှာ Play Store တင်ထားတဲ့ website တွေအများကြီးကြားလာတာပေါ့နော်အဲဒီနေရာမှာကျွန်တော်တို့အကောင်းဆုံးအဲဒီအရေးအခြေဆုံးပေါ့နော်ကြော်ညာရဲ့သိကြည့်စရာမလိုတဲ့ website တစ်ခုတည်းနဲ့ကျွန်တော်တို့ download ဆွဲမှာပေါ့လေအဲဘယ်လိုရှင်းတော့ကျွန်တော်တို့ကဒီမှာ download ဆိုတာနေမယ်အဲ download begin close name နော် တခုလိုမျိုးပေါ်လာရင်တော့ကျွန်တော်တို့ကဒေါင်းလောက်ဆိုနေပြရမှာပေါ့ဟိုဒေါင်းလောက်ဆိုရင်ခဏတော့ဆောင်ပြရမယ်ဒီကောင်တွေကတော့ဘာမှတော့ထွေတူတူထည့်စရာမလိုဘူးပေါ့နော်ကျွန်တော်တို့ဒီ Play Store ကိုကျွန်တော်တို့ဒီ website တခုကနေပြီးတော့ download ဆွဲပြီး install လုပ်လိုက်လို့ရှိရင်အဲအဲ့ Play Store အတွက်လိုအပ်တဲ့ဒီ Google server တွေဘာတွေကိုသူတခါလဲဟိုကလောက်သွားရေပေါ့နော် download တိုင်းပြီးတော့ install လုပ်ပေးသွားရေပေါ့ ဒီ download service ဆိုတော့ကျွန်တော်တို့ကဒီမှာ allow ကိုပေး allow နေရမှာပေါ့နော်ကျွန်တော်တို့ဒီမှာ allow ဝင်နေမယ် preparing to install လုပ်နေမှာပေါ့နော်ခဏဆောင်ပေးရမှာဗျာအဲဒီမှာခဏလေးဆောင်ပေးနော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ install လုပ်မှာပေါ့နော် โอเคဒါဆိုရင်တော့ကျွန်တော်တို့ down နေလိုက်ပါเนาะ down နေလိုက်ပြီးကျွန်တော်ပြန်ထွက်လိုက်အဲဆိုရင်ကျွန်တော် play store ရောက်လာပြီပေါ့เนาะဆိုတော့ကျွန်တော်တို့တခြားလောက်ဝင်ကြည့်မှာပေါ့လေရမရဘူး allow နေပြရမှာပေါ့လေကျွန်တော်တို့ဒီမှာ play store require permission read your app list ပေါ့เนาะအဲဒီကျွန်တော်တို့ရဲ့ phone မှာရှိတဲ့ software တွေကိုသူကဒီ list လို့ပို့အတွက်ကျွန်တော်တို့ permission တောင်းတာပေါ့လေ allow နေပြရမှာဖြစ်ပါတယ်အဲဘယ်လိုရှိရင်တော့ကျွန်တော်တို့ဒီမှာ sign in နေချက်နေကြည့်ပေါ့เนาะ ရှေ့ကင်း info ပိုင်းကပေါ်လာရင် okay ဒါဆိုရင်တော့ကျွန်တော်ဒီမှာကိုယ့်ရဲ့ play store account ကိုဝင်ပြီးတော့တောင်းယူမယ်ပေါ့နော်ဒါ gmail ဖွင့်နေလဲကျွန်တော် account ထဲမှာတင်ပေးထားတာရှိပါတယ်